အလုံးမဲ့ခင်ရှိခရတနာမနိုင်မင်္ဂလာပါရှင်ဒလိုင်ဝိုင်းရှစ်စင်တာမြေအတင်းတော်မှာအင်္ဂလိပ်ထွက်ဖို့ရန်အတွက်စူတောင်းဆက်ကခြင်းများဖြင့်အစာပြုခဲ့ပါရရှင်1 2 3 Thank you Jesus ယနေ့အော်တိုဗာလာ17ရက်စနေနေ့တွင်ဒလိုင်ဝိုင်းရှစ်စင်တာမြေအတင်းတော်မှာအင်္ဂလိပ်သတင်းစကားဝင်ခဲ့ဖို့ရန်အတွက်မြိတ်မြို့ကံတော်မင်္ဂလာတို့ရောက်ရှိလာခဲ့ပါပြီရှင် ဒီရေကန်ပေါင်လေးဟာဆိုရင်မြဲမြို့သူမြဲမြို့သားများအပန်းဖြေအနားယူရင်ကျမ်းမာရေးလမ်းလျှောက်တဲ့နေရာလေးလို့ပြောမယ်ဆိုရင်လည်းမမှားပါဘူးရှင်။ဧဝံဂေလိသတင်းကဟောပြောခြင်းတွင် ပါဝင်သူများသည်အတိတ်လူစုခွဲ၍စတင်ခဲ့ပါလိမ့်ရှင်။ဒီကောင်ကဆေးကြောပြီးတော့မှဒီဘဝတည်းမဟုတ်ဘူး။ငါဘဝတကယ်လို့ဒီတရားကိုပေါ့နော်။ကျမရဲ့အဖြစ်ကိုဆက်ပေးတဲ့အတွက်မမယုံကြည်လက်ခံထိတ်ခေါ်ခြင်းလား။ အဲဒီမပြောတတ်ဘူးရတယ်မသိချင်ရှိအမမလည်းမိသားစုရှိလိုက်မယ်မိသားစုရှိလိုက်မယ်အခက်ခဲလည်းရှိကောင်းရှိနိုင်လည်းခင်ဗျာအားဖြင့်လည်းခက်ခဲရှိနိုင်လည်းအဲ့ဒါကိုဒီပြားတကယ်ကိုတောင်းဝန်ယူပေးတဲ့ပြားဒီပြားကိုခေါ်ရှိပါဒီပြားကိုအကူအညီတောင်းချပါဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုပါအမ လမ်းတစ်လျှောက်တွင်ကျန်းမာရေးလမ်းလျှောက်သူများနှင့်အချိန်မပေးနိုင်သူများကို လက်ကမ်းဝန်ဆောင်များပေးကမ်းခြင်းဖြင့်အဝင်ကလေးတရင်စကားကိုဝေငှခဲ့ပါတယ်ရှင်။ရိုက်ကူးရင်ဖွဲကတော့ရိုက်ကူးရင်လမ်းလျှောက်လာခဲ့ရာကံပေါင်ရဲ့တဝက်ကိုကြော်လာခဲ့ပါပြီရှင်။ကျွန်တော်တို့ကအဟုတ်ကဲ့ကျွန်တော်တို့ယုံပါတယ်ဆိုပြီးတော့ ယုံပါတယ်ဆိုတော့တော့တမလွန်မှာငရဲသွားဆောင်လို့တော့နော်ခုနကလာပြီးတော့အသေးခံနေဆိုတဲ့နေရာမှာသူကတည်တဲ့ဖရားတော့မဟုတ်ဘူးသူကတုံးရဲမြောက်တဲ့နေမှာရှင်ပြန်ထားမြောက်ပြီးတော့သူကပြောကြတာလေယေရှုဖရားဆိုတော့အာကရင်လေးရဲ့ဖရားလို့ပြောကြတယ်အမှန်မဟုတ်ဘူးနော်ဘာလို့အခုယေရှုကြောင်းလိုက်ပြောနေရလဲလို့သူကတည်တဲ့ဖရားမဟုတ်ခွင့်ရင်ထူးတဲ့ဖရားဖြစ်တယ်ဆက်ရှင်လို့ထူးတာတည်နေလို့တော့ခွင့်မထူးလေနော်အဲ့မှာရှိတဲ့အဲ့ဒီကိုလေးဆိုရင်ခေါ်ဖိတ်လက်ခံလို့ လို့ရတယ်ပေါ့နော်အဲ့ coffee လက်ခံချင်းလားဟိုဘာသာပြောင်းဟိုင်းတာမဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ coffee လက်ခံချင်းကျွန်တော်စီတောင်းပေးလို့ရလားကဲ့ဟုတ်ကဲ့လူလောကမှာအဲလူအဖြစ်ခံယူပြီးတော့မော်နော်နားလိုက်ပေါ့နော်သင်နဲ့သမီးတို့ရဲ့အပြစ်အတွက်သူကသိခံပေးခဲ့တယ်ဒါပေမဲ့သိဝါတဲ့ဖခင်မဟုတ်ဘူးဒီဖခင်အသက်ရှင်တဲ့ဖခင်ဖြစ်တယ်ဘယ်ပါပါပဲခေါ်ခေါ်ခွန်ကြီးတူးတဲ့ဖခင် ဦးလေးအခက်ခဲရှိတဲ့အချိန်ကခန္ဓာကိုယ်မှာခံစားရတဲ့အချိန်ကြရင်လေဒီဖီးယားကိုခေါ်ကြည့်ပါဒီဖီးယားကဒီဘဝတည်းမဟုတ်ဘူးနောက်ဘဝကိုပါသူကတာဝန်ယူပေးတဲ့ဖီးယားဖြစ်တယ်ဒါကိုဦးလေးယုံကြည်လက်ခံတယ်ဆိုရင်ဦးလေးငရဲသွားစရာမလိုဘူးဒီဖီးယားကိုဦးလေးခေါ်ဖိတ်လက်ခံခေါ်ဖိတ်လက်ခံခြင်းနဲ့နော်ဒါဆိုရင်တမိရှိတောင်းပေးမယ်နော်အဲ့ခဏလေးမျက်စိမိတ်ထားပါကူလေးရဲ့အသက်တာကိုကိုရိုလက်ချာအနံပါတယ်ဒီကူလေးရဲ့စိတ်နှလုံးကိုကိုရိုနာထပ်ပြီး ကိုရီးအသွေးသားကိုရီးအသွေးတော်စီစိမ့်ခင်နေပါယေရှုနာမ၌ကောင်းချီးပေးဖြစ်ကြပါ့မယ်။ဒီကဘယ်ကလဲဘယ်သာဒီကလဲ။ဒီကနေကအော်အနာကျင်ကြိုက်ခဲတာရောရှိလား။မနာကျင်ကြိုက်ခဲဘူး။ကျမ်းပါတယ်ပေါ့။ဟောယေရှုကြောင့်ကျမ်းပါတာပေါ့နော်။ဟုတ်ဟုတ်ဟုတ်။အဲနားထောင်ပေးလို့ကြည့်ကြည့်အများကြီးသိတယ်နော်။အမှန်လေအဲ့ဒါကိုရှင်ပြောင်းမှုဘူး။ဘယ်မှာကြားဘူးလေတသား။ အော်ခဏလေးဥပစာမယ်နော်နှခေါင်းနဲ့အသက်ရှူတဲ့လူတိုင်းရဲ့ဖခင်တတတော်လည်းဖန်ဆင်းထားတဲ့ယေရှုဖခင်တတတော်အခုအခုဘာကြောင်းနေချင်းလားဆူတောင်းလို့ရတယ်တတတော်ဦးဦးတို့အပြည့်တွေအတွက်သူကလေဒီကောင်းကင်ကနေစင်းကြွားအပြည့်လုံးဝမရှိနဲ့လာပြီးအသေးခံတာဒီတတတို့အတွက်ဥဟုတို့အတွက်အသေးခံလဲဆိုတော့သူကသုံးရင်းမြောက်တဲ့နေ့မှာပြန်ရှင်သွားတယ်ရှင်သွားပြီးတော့ သက်ရှင်တဲ့ဖေရတဲ့အခုရှင်ကြီးကောင်းကင်ဘုံမှာသူကအရှင်အဲ့ဒါကိုတသားတို့ယုံလို့ရှိရင်အဲနောက်ဘဝမှာတသားတို့ငရေသွားကြမလို့တော့ဘူးအခုအခုဘဝမှာတသားတို့လိုချင်တဲ့ဟာအခုတသားတို့မှာခေါင်းကိုက်နေတဲ့ဟာလေးမင်းကောင်းဖြစ်တဲ့ဟာလေးခြေထောက်နာနေတဲ့ဟာလေးရှိလားအော်ပလင်းကနာနေလားတာနာနေလားအော် အတောင်းလို့ရတာပေါ့တောင်းလို့ရတာပေါ့အမေအော်ပေးတောက်လက်လေးလာဦးစုတောင်းပေးမယ်လားဦးစုတောင်းပေးမယ်လားဒီပဲလားဘယ်တော်တော်မျက်စိတွေမိတ်တာလားဦးစုတောင်းတာတော်တော်လိုအပ်နေဟာလေဦးစုတောင်းပေးမယ်နော်ဒါတွေကိုဖန်ဆင်းထားတဲ့ဖေဟာတကယ်ပဲဒီနေ့ကစပြီးရှုဖေဟာအသက်ရှင်တဲ့ပျောက်တိတိမေ့ရစပြီးသူချတော့ဘွားဖြစ်စီပါကုန်တော့အရောက်ချက်စီလည်းမကုန်တော့လွတ်လပ်စွာလွတ်လွတ်လပ်လပ်ဖြစ်စီနေတယ် တော့ကိုတို့ဖန်ဆင်းထားတဲ့တပ်ကြီးဖြစ်တဲ့အတွက်ဒီတားတွေချင့်လို့လို့ကိုတို့အတက်နဲ့ရွေးဝယ်ခဲ့တဲ့အတားတွေအတွက်ဆက်ရှင်နဲ့ပြောက်ကြီးစီတဲ့အခွင့်အရေးပေါ့ကိုတို့ယေရှုနာမနဲ့ကောင်းချီးပေးလေဆုတောင်းပါတယ်အာမင်အာမင်အေဝင်ကလေးအဖွဲ့သားများပြန်လည်ဆုစည်း၍အပြန်လန်းခီးလေးကိုစတင်ခဲ့ပါပြီရှင် အင်းဝင်ကလေးပါဝင်သူများသည်ကဘာပေါ်တွင် အင်းဝင်ကလေးတရင်ကောင်းကိုလမ်းလျှောက်ရင်းဝေငှခဲ့ရာဗိုက်စာနေပြီဖြစ်သောကြောင့်အစားအသောက်များကို သုံးဆောင်ရန်ကားကိုခေတ္တခေတ္တခဲ့ပါရှင်အစားအသောက်များကိုဆောင်ပေးနေစဉ်တော်တွင်မှာအင်းဝင်ကလေးပါဝင်သူများဤရင်တွင် စကားသံများကိုလည်းအခုလိုကြားခဲ့ရပါတယ်ရှင်အင်းဝင်ကလေးတကယ်ပဲလှထစွာဖြင့်လှရှားနိုင်ရတာဖြစ်တယ်။နောက်ယောဂကျမ်းမာခြင်းတွေတွေ့ရတယ်။ ဘုရားကသူ့ရဲ့အေးဝေးတရင်စကားနောက်မှာကြီးမားတဲ့နမိတ်လက်ငဲတန်းတွေ့ရတာဖြစ်တယ်။ကျားတစ်ခင်အားကောင်းမြတ်တယ်။ဒါရအားလို့ကကိုယ့်ရဲ့အသိတော်လူဝင်လာဖို့လူများလာဖို့လုပ်နေမှာမို့ဒါရအားလို့ကဘုရားနိုင်ငံတော်အတွက်ပဲဖြစ်တယ်။ကိုယ်နာမည်ကြီးဖို့မို့အဲ့ဒါဘုရားရဲ့ပဲဖြစ်တယ်။ကျားတစ်ခင်ကဘုံကြီးပြီးသားဒါပေမဲ့လူသားတွေအားဖြင့်ဘုရားဘုံကတာရွတ်ထင်ရှားဖို့ရပဲဖြစ်မယ်ဆိုတာဆရာယုံကြည်တ အပိအသိန်းတို့ဟာနမိတ်လက္ခဏာနဲ့ကြီးမားစွာဖျားရခင်သုံးတဲ့သူတွေများစွာပေါ်ဖတ်ရမယ်ဆိုတာလုံးဝကိုကြည့်ပေးပါစေအာမင်တောင်းဝေစာဝေရတတော်မောပါရဲ့ချစ်တော်တယ်လည်းတတော်ညာဒီနေ့အေဝံဂေလိပြောရတာဝမ်းမြောက်တယ်ဘာသာနဲ့ဖျားနဲ့မကွဲဘူးပေါ့အခုကျတော့သက်ရှင်တဲ့ဖျားအကြောင်းပြောရတယ်သက်ရှင်တဲ့ယေရှုဖျားအကြောင်းသူတို့လက်ခံပြီးဖြစ်စေမခံပြီးဖြစ်စေပေါ့နော် သူတို့ပြောခွင့်ရတယ်အဲ့ဒါဒီဝမ်းမြောက်တယ်ပြောရတော့အဓိကဝမ်းမြောက်တာဒီဘာသာနဲ့ဖရားပေါ့နော်သူတို့ရှင်းရှင်းလင်းလင်းကွဲပြောင်းအောင်ပြောအနာကြီးစူတောင်းလဲလုတ်ပိတ်ဖြစ်တယ်ပေါ့နော်အဲ့သူတို့လည်းယုံကြည်ကြည်နဲ့လက်ခံတယ်အားလုံးကမှပြတ်ကဲကောင်းကြည့်ရှိကျမ်းပြောတယ်ဖရားကောင်းမြတ်အကြောင်းကိုမသိတဲ့လူပေါ့နော် sharing လုပ်ပေးတဲ့အခါမှာတကယ်ကိုအဲဖရားကိုကျေးဇူးတင်တယ် ဒီနေ့အေးဝန်ဂလိထွက်အရန်ဝမ်းမြောက်ပါတယ်ဖရာရဲ့သတင်းကောင်းပြောခွဲရတဲ့အတွက်အရန်ပဲဝမ်းမြောက်တယ်လို့ယနေ့ခီးစဉ်လေးတွင်အေးဝန်ဂလိအဖွဲ့သားများသည်လူရန်စာအသီးသီးကိုအေးဝန်ဂလိသတင်းစကားကိုနှောက်အားဖြင့်တော်လကောက်လက်ကမ်းဝေစာများပေးကမ်းခြင်းဖြစ်တော်လကောက်အသီးသီးပါဝင်ဆက်ကတ်ခဲ့ကြပါရရှင်ဒီဗီဒီယိုလေးကိုအဆုံးအထိကြည့်ပေးတဲ့ညီကိုမောင်နှမအရောက်စီတိုင်းကိုလည်းသခင်ယေရှုခရစ်တော်နာမ၌ဖျားခင်ကောင်းကြီးပေးပါစေရှင်။